မိုက်ခောက်ရပါတော့တို့ရောက်တနေတော့ကပါဆက်ပေရှိဂျင်းမရတ်ဆက်ဘုန်းချော်အနေနဲ့ချော်တဲ့တိတ်မေဃမလီခမည့်ရေကြီးနေ၍ပူတာအိုချိဖွေအနှိမ်ပိုင်းဒေသများရေမြုပ်အေရီမြည့်ရေဆက်လက်မြင့်တက်နေ၍ရေဘေးတတိပေးထားကချင်ပြည်နယ်အတွင်းမိုးတေးထန်စွာရွာသွန်းမှုကြောင့် မေကနှင့်မလီခတ်မြစ်တို့တွင်မြေရေများဆက်လက်မြင့်တက်နေပြီးမြေဘေးတလျှောက်နေထိုင်သူများရေဘေးတည်ပြူရန်ကချင်ဒေသတည်င်းရေးမြစ်အချို့ကပြောသည်မေကနှင့်မလီခတ်မြစ်ပေါင်းစုံရာမှဖြစ်ပေါ်လာသည့်အေယော်ရီမြေရေသည်လည်းရေဆက်လက်မြင့်တက်နေကမြကြီးနားမြို့တွင်ရေဘေးတည်ပေးမှုများပြုလုပ်ထားသည်ဟု ဆိုသည်ပူတာအို မလီခမြေရေဆက်လက်မြင့်တက်နေစေပူတာအိုအနေပိုင်းနေရာအချို့ရေနှင်းမြုပ်နေပြီး မိခမြစ်ဘေးကခြိဖွေ မနစ်ကထက်ရေတက်အားပိုကောင်းလို့အေးပေါ်ပြောင်းရွှေ့နေကြရနှစ်စင်းလုံးအရှိန်ကောင်းကောင်းနဲ့အောက်ဖက်ကိုဆင်းလာနေတယ်ဒါကမြစ်ကြီးနားအေယော်ရီမြစ်ရေဆက်လက်မြင့်တက်နေတယ်မြို့နဲ့နီးတဲ့ရေလေကျုံအလုံးမြုပ်ပြီးဟုကချင်တည်ရင်မြစ်ကရေကြီးမှုကြောင့်နေအိမ်များနစ်မြုပ်နေမှုမှတ်တမ်းများပြသရပြောသည်မိခနှင့် မလီခမြစ်ရေအပြန်ရေတက်နေပြီး အောက်ဖက်ဒေသရှိ ညီနေပိုင်းနေပြည်သူများကြိုတင်ပြင်ဆင်ကြရန်လဲပြင်းကတိုက်တွန်းသည် အခြားကချင်တည်ရင်းမြစ်အချို့ကလည်းမေကနှင့်မလီခမြစ်နှစ်တွယ်လုံးဤမြစ်ဖြားပိုင်းတွင်မြည်ရီဆက်လက်မြင့်တက်နေစေဖြစ်၍မြစ်ကြောင်းတလျှောက်ရှိပြည်သူများတတိထားနေထိုင်ရန်အကြံပြုထားသည် မင်္ဂလာပင်လေအော်တွင် မေလ26ရက်တွင်အားကောင်းသောမုံတိုင်းငယ်ဖြစ်ခဲ့ပြီးထိုမုံတိုင်းရှိန်ကြောင့်ကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် ရဲတပြည့်ရေးကြီးခြင်းနှင့်မြေပြိုခြင်းများကိုအထူးသတိပြုသင့်ကြောင်းမေ26ရက်တွင်တတိပေးထားသည့်ထိုမုံတိုင်းငယ်အရှိန်ကြောင့်မြန်မာနိုင်ငံတဝန်းလုံးတွင်နေရာစိတ်စိတ်မှနေရာကျဲကျဲမိုးထစ်ချုံရွာသွန်းနိုင်ကြောင်းလည်းခန့်မှန်းထားသည်